ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒလမြို့နယ်ရာဇတင်းကျန်ရက်ကွာအုတ်လကြီးလမ်းမှာနာရေးရက်လေပြုတ်လုံနေတဲ့အိမ်ကိုလူမိုက်ပြူစောထီးရက်ခကြီးခေါ်ကိုသိန်းဆိုတဲ့ကောင်ကအရက်မိုးပြီးတော့ကားနဲ့ဝင်တိုက်ခဲ့တဲ့အတော့ကလင်းငယ်များအပါအဝင်လူ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တော့လေရဲကဖမ်းဆီးအရေးယူခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလ၁၂ရက်နေ့မနေ့9နိုင်ခန့်အချိန်မှာလူမိုက်ရက်ခကြီးဆိုတဲ့ကောင်ကနာရီအင်ကိုကားနဲ့ဝင်တိုက်ချင်းဖြစ်ပြီးတော့ရက်လေမုံဟင်းကားစားနေကြတဲ့ကလင်းငယ်များအပါအဝင် လူ၁၂ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။မုံရင်ကားစားနေတဲ့လူတွေကိုကားနဲ့ဝင်တိုက်ခိုင်းရလို့ကလေးလူကြီး၁၂ယောက်ထိခိုက်ဒဏ်ရာရသွားပါတယ်။ရန်ကုန်ဆေးရုံကြီးမှာအရေးပေါ်ဆေးကုသနေရပါတယ်။နှစ်ဦးကစိုးရင်ရတယ်။အဲ့ဒါကိုရဲရမဖမ်းဘူးဗျာ။အမှန်ဆိုရင်ရင်ထင်းရဲရောနေထင်းရဲရောက လိုင်စင်မဲ့ကားကိုမောင်းနေမှုနဲ့ယင်းတိုင်းမှုနဲ့အရင်ဆုံးဖမ်းဆီးရမှာလို့ရက်ွက်နေပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။လူမရက်ခကြီးဟာအချမ်းမရဲစစ်တပ်နဲ့ပေါင်းပြီးတော့ရက်ွက်နေပြည်သူများကိုဒုက္ခပေးနေသူဖြစ်ပြီးစစ်မှုထမ်းကြီးကောက်ချင်းနိုင်ငံရေးလှုပ်ရှားသူများကိုရှာဖွေဖမ်းဆီးခြင်းများလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။ရခကြီးက CDM သမားတွေ PDF တွေနိုင်ငံရေးသမားတွေကိုဖမ်းဆီးပေးတာပတ်စံပေးလို့ခိုင်းရင်အကုန်လုပ်ပေးတယ် ပတ်စံပေးပြီးတော့လူရိုက်ခိုင်းတာမျိုးပေါ့သူတို့ကရိုက်ပေးတယ်လေဥက္ကဋ္ဌလည်းဘာမှမပြောရဲဘူးစိတ်မှုရာရင်မှုဆိုရင်လည်းအကုန်ကြောက်တာလို့ရက်ွက်နေပြည်သူတို့ကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ